ားလုံးပဲမြင်လို့ပါခင်ဗျာဒီနေ့ကျွန်တော်တို့အများသူငါရုံးပိတ်ရက်လေးပါကျွန်တော် Fibonacci နဲ့ပတ်သက်တဲ့အဲ tips လေးကိုကျွန်တော်အရန်အရေးကြီးတဲ့ tips လေးကိုကျွန်တော်ဒီမှာ knowledge sharing နဲ့မျှဝေပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကအာဥပမာ trend တစ်ခုက up trend ပဲသွားနေတာပဲဖြစ်ဖြစ် down trend ပဲသွားနေတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီမှာဘယ်အထိ retracement ယူနိုင်လဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ကဘာနဲ့တန်းရလဲဆိုတော့ကျွန်တော် fibonacci နဲ့တန်းရတယ်ဗျအဲ့တော့ fibonacci retracement အပေါ်မှာကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော် bitcoin market မှာပဲကျွန်တော်ပြန်ပြီးတော့ ဟိုပြပေးခြင်းတယ်ပေါ့နော်အဲ့တော့အရင်ဥဆုံးကျွန်တော်တို့ကတိထားမှာက Fibonacci ရဲ့ ratio တွေကိုတိထားမှာပေါ့နော်အဲ့တော့ Fibonacci မှာတကယ်အရေးကြီးတဲ့ ratio တွေရှိတယ်အဲ့ဒီ ratio တွေကိုတိထားမှာဒါကျွန်တော်တို့ကဒီ trend ကဥမာဆိုပါဆိုဒီမှာဆို Bitcoin မှာဆိုရှင် uptrend ပေါ့နော် uptrend ဟာ belly retracement ယူနိုင်တယ်အဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ကအာသဘောပေါက်မှာဖြစ်ပါတယ်အဲ့ဒီနေရာတွေမှာ ကျွန်တော်တို့ကစောင့်ပြီးတော့ ျွန်တော်တို့က trade or setup ကိုကျွန်တော်တို့ကစောင့်မြေယူအောင်มาဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့က bitcoin မှာပဲကျွန်တော်တို့တစ်ချက်ကြည့်ကြည့်လိုက်ပါ bitcoin မှာကျွန်တော်ဒီမှာ replay ပြဘာလို့ replay ပြမလဲဆိုတော့ ကျော်စွင်းတစွင်းစာဖီဘိုနာချီဘလူတိုင်းရတယ်ထွန်းတစွင်းစာအာဖြစ်သွားပြီလို့ဆိုရင်ဖီဘိုနာချီဘလူတိုင်းရလေပေါ့ဗျာဆိုပါစို့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင်โอเคအဲ့တော့အရင်ဆုံးစာဖီဘိုနာချီကိုဟိုဒီ trading view ထဲမှာဖီဘိုနာချီဘလူထည့်ရမလဲဆိုတာလေးကိုကျွန်တော်အရင်ပြောပြပေးချင်ပါတယ်အဲ့တော့ trading view ထဲမှာဖီဘိုနာချီထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအာဒီမှာ အာဟိုခဲတဲ့ပုံစံလေးကိုတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်လိုက်လို့ရှိရင်သူ့ရဲ့2စီတဲမှာလीအဲ gams and fibo ဆိုတာရှိတယ်ဗျအဲကောင်လေးကိုတစ်ချက်ဒီမှာ fibonacci fibo retracement ဆိုတာရှိတယ်အဲကောင်လေးနှိပ်ပြီးတော့ဟိုကျွန်တော်တို့ ဒီလိုအပေါ်အောက်ကနေအပေါ်ဆွဲလိုက်ရုံပဲပေါ့နော်အထရမ်ပါဆိုလို့ရှိရင်အဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဖြူနာချီယူတဲ့ပုံစံပေါ့နော်အဲ့ဒါလေးอ่ะโอเคအဲ့တော့ကျွန်တော်ဒီမှာပြန်ဖြောက်လိုက်မယ်အဲ့တော့ပြန်ပြပေးရမယ်ဆိုလို့ရှိရင်ဒီခဲရလေးကိုနှိပ်မယ်ပြီးလို့ရှိရင် gams and fibonacci တွေက fibonacci retracement ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ယူလို့ရပါတယ်ဒါကတော့ trading view ထဲမှာ fibonacci ယူတဲ့ပုံစံလေးပါโอเคကျွန်တော် replay ကိုတစ်ချက်သွားမယ် replay ဆိုတာဗျာအာဘာလို့ဆိုလို့လဲဆိုတော့ကျွန်တော် back testing တွေဒီ trading view မှာ back testing လုပ်ကျွန်တော် replay နဲ့ပြန်ပြီးတော့ကျွန်တော်ကျွန်တော်ဆိုရင်တော့ replay နဲ့ပြန်လုပ်တာပေါ့နော် replay ေးဆိုတော့ဟိုအရှိကဒီဒီမှာဆိုပါစို့ကျွန်တော်ကဒီ trend လေးကိုပဲကျွန်တော်ကပြကျင်တာဖြစ်တဲ့ကြောင်အော်ဒီရှိကကန်နယ်တွေကိုကျွန်တော်ခဏဖြောက်လိုက်တာပေါ့ဗျာပြောမှဆိုရှင်ဟုတ်ပြီနော် playback ပြန်သွားလိုက်တဲ့သဘောပဲဗျာအဲ့တော့ကျွန်တော်တို့ကဒီ setting နဲ့ကိုတစ်ချက်ဝင်မယ် setting နဲ့ကိုတစ်ချက်ဝင်ပြီးွားရှင် bar replay ဆိုတာရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်မယ် bar replay ဆိုတာတစ်ချက်နှိပ်လိုက်ပြီးတော့ဥမာဆိုပါစို့ဗျာအဲဒီနေရာလေးပေါ့နော်ဒီနေရာလေးဒီနေရာလေးကိုကျွန်တော်တစ်ချက် cap လုပ်လိုက်မယ်အဲ cap လုပ်လိုက်ပြီးဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ကျွန်တော် cap လုပ်လိုက်တဲ့နေရာရဲ့အနောက်က ဟိုကျွန်တော်တို့ကန်နေတွေကပျောက်သွားဘူးเนาะပျောက်သွားပြီးတော့ကျွန်တော်တို့ကတတိုင်းချင်းကန်နေတတိုင်းချင်းကိုပြန်ပြီးတော့ play လုပ်လို့ရတယ်ဗောနော်အမှပြန်ဆန်းကျွန်တော်တို့ battle stick တွေပြန်လုပ်ဟိုကျွန်တော်ပြန်လေးချင်အဲ့လိုမျိုးလေးချင်လို့ရတယ်ဗျဒီကောင်လေးကလေ trading view ထဲမှာ okay အဲ့တော့ကျွန်တော်တို့က Fibonacci နဲ့ပတ်သက်လို့တွေ့အောင်ဗောနော်အဲ့တော့ Fibonacci နဲ့ပတ်သက်လို့တွေ့အောင်ဆိုတော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ trend လေးတစ်ခုရှိရပါဗောနော် အဲ့တော့ကျွန်တော်ဒီမှာ trend ကိုမြင်တာအောင်ကျွန်မ trend line နဲ့ပြမှာဒါလေးက trend ပေါ့နော်ဒါလေးက trend ဟုတ်ပြီနော်ဒါလေးက up trend လေးလက်ရှိဖြစ်နေတယ်အ trend လက်ရှိဖြစ်နေပြီးအောက်ကိုဆင်းနေရပေါ့နော် okay အဲ့ဒါလေးကိုကျွန်တော်တို့ကအာဒီ trend ကအခုလက်ရှိကျွန်တော်တို့ဖြစ်နေတဲ့ဒီ trend လေးကဟုတ်ပြီနော်ဒီ trend လေးကဟုတ်ပြီနော်ဒီ trend လေးကကျွန်တော်တို့ကဘလောက် ဟို retracement fibonacci retracement ဘယ်လောက်ယူပြီးတော့ပြန်တက်နိုင်လဲဆိုတော့ကျွန်တော်တို့ကတိုင်းရမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က fibonacci ကိုခုနအတိုင်းပဲကျွန်တော်တို့က fibonacci ကိုယူလိုက်မယ်ပေါ့နော် fibonacci retracement ကိုယူမယ်ယူပြီးလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးတက်ခဲ့တဲ့အာနောက်ဆုံးဆင်းခဲ့တဲ့အဆင်းနဲ့အအမြင့်ဆုံးတက်ခဲ့တဲ့ height ကိုကျွန်တော်တို့ကဒီမှာတစ်ချက်တိုင်းလိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့တစ်ချက်တိုင်းလိုက်မယ် ဟုတ်ပြီနော်တခြားတိုင်းလိုက်ခဲ့သည်ရှိတော့ကျွန်တော်ဒီလိုပုံစံဖြစ်သွားမယ်အဲ့ဒီမှာ Fibonacci ratio တွေကဒီမှာအများကြီးပဲရှိတယ်ဟုတ်ပြီနော်အဲ့ဒီအများကြီးပဲရှိတယ်ဆိုလို့ရှိရင်ကျွန်တော် Fibonacci retracement တွေမှာကျွန်တော်အရေးကြီးတဲ့အဲ retracement level ရှိရဲ့ဗျဥပမာဆိုပါစို့အရေးကြီးတဲ့ retracement level တွေဆိုလို့ရှိရင်ကျွန်တော်တို့ကအများဆုံးသုံးတာကဘာသုံးလဲဆိုတော့ဟောကျွန်တော်တို့က38.0382ဆိုတာ38.2ပေါ့နော်အာပြီးလို့ရှိရင်ဒီမှာ0.5သုံးတယ်0.5ကတော့ Fibonacci level မဟုတ်ဘူးသူကတော့ GAN level ပေါ့ဗျပြီးလို့ရှိရင်61.8သုံးတယ်78 38.6တုံးတယ်ပေါ့နော်အဲဒီလိုပုံစံတုံးတယ်ဒါတွေက23.6တို့ဟို38.2တို့ဟိုဒီဈားတွေကဟာပေါ့နော်236တို့382တို့ဟို5တို့718တို့786တို့ဒါဖီဘိုနာချီ level တွေဗျာအဲ့ level အကုန်လုံးကကျွန်တော်တို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီထဲမှာပေါ့မအရေးကြီးဆုံးတုံးခုကကြတော့ဘာလဲဆိုတော့ကျွန်တော်38.2ပေါ့နော်38.2 အရေးကြီးရယ်ပြီးတော့နောက်တစ်ခုကတော့ gain လည်းပဲအရေးကြီးရယ်နောက်ကျတော့61.8အရန်အရေးကြီးတယ်ပေါ့နော်အဲဒီ၃ခုကတော့တော်တော်အရေးကြီးတယ်အဲပြီးတော့နောက်ဆုံးမှာမနောက်ဆုံးအထိဘယ်လောက်ဆင်းနိုင်လဲဆိုတော့ SMP 8.0အထိကိုဆင်းနိုင်တယ်ဆိုတဲ့သဘောပေါ့ဗျာပြောမှဆိုရှင် okay အဲ့တော့ကျွန်တော်တို့ကဒီမှာ play ကြည့်မယ်ပေါ့နော် play ကြည့်မယ်အဲ့တော့ Fibonacci level ရကျွန်တော်တို့ကဒီ swing ကဘယ်လောက်အထိ retracement ယူနိုင်လဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ကအာ butters လောက်ကြည့်မှာပေါ့ဗျာပြောမှဆိုရှင်အဲ့တော့ဒီမှာ play မှာဒီမှာကျွန်တော်ဒီမှာ ဟိုရှေ့ကိုရစ်တဲ့ဟာလေးတခုရှိတဒိုင်ကြီးစီနှိပ်ပြီးတော့ကြည့်အောင်ဘောနော်โอเคဟုတ်ပြီနော်ဟုတ်ပြီဟုတ်ပြီဟုတ်ပြီโอเคဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင် Fibonacci ရဲ့အဲဒီဒီ trend ရဲ့ဒီ up trend retracement က Fibonacci အဲ23.6ကိုသူက breakout ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ကဘာကိုပြန်ဆောက်အောင်လဲဆိုတော့ဩအ30 8.2ကိုကျွန်တော်တို့ကပြန်ဆောက်ဆောက်ကြည့်ရမှာပေါ့နော်အဲ့တော့ဆက်စင်းမယ် တက်တယ်ပြန်တက်သွားတယ်โอเคပြန်တက်သွားတယ်ဟုတ်ပြီအဲ့တော့တခုချင်းစီကျွန်တော်တို့ပလေးကြည့်ပါဘောနော်ကျွန်တော်ဒီမှာမြန်မြန်လေးပဲသွားလိုက်ပဲဘောနော်โอเคပြန်ဆင်းသွားပြီเนาะအဲ့တော့ဒီမှာဘယ်ကိုရောက်လာလဲဆိုတော့ကျွန်တော်တို့က38.2ကိုကျွန်တော်တို့ကရောက်လာပြီဆိုပါစို့โอเคအဲ့တော့ဒီနေရာမှာ38.2နေရာမှာသူကကြတော့ဘာလဲဆိုတော့ပြန်ပြီးတော့ဩပြန်တက် ပြန်တက်ဖို့အတွက်ကိုဒီမှာပါပေါ်လဲဆိုတော့ကန်တယ်ပေါ်တယ်ပေါ့ဗျာ bullish and garbage လို့ကန်တယ်ပေါ်တယ်အဲ့တော့တက်သွားလားမတက်သွားလားဆိုတာတစ်ချက်ကြည့်မယ်တကယ်လို့ 38y2 ကိုမှကြော်သွားပြီဆိုရှင်ဘယ်ကိုပြန်လာမလဲဆိုတော့ကျွန်တော်တို့က gain level ကိုပြန်လာမှာဗျာဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဟုတ်ပြီနော် ကျွန်တော်မြန်မြန်လေးပဲသွားโอเคဒါဆိုလို့ရှိရင်တော့ဘာမှ तू က retracement ဘာမှအဆုံးသက်သွားလဲဆိုတော့ကျွန်တော်တို့ကလောလောဆယ်ဒီ trend လေးမှာဆိုလို့ရှိရင်ဒီ trend လေးမှာဆိုလို့ရှိရင်ဒီမှာ bullish engulfing နဲ့38.2 retracement မှာအဆုံးသက်ပြီးတော့ market ကအပေါ်ပြန်တက်သွားတယ်ဆိုလိုတဲ့သဘောကငါအဲ့လိုပုံစံမျိုးပါဗျာဟုတ်ပြီနော်အဲ့တော့အဲ့လိုပြောမှဆိုတော့ထပ်တက်မဲ့ swing ကိုကျွန်တော်ထပ်ပြီးတော့ဟောပြန်ဒီဒီကောင်ကိုပြန်ပြီးတော့ဟောပိတ်လိုက်တော့ဘောနော် replay ကိုပြန်ပိတ်လိုက်တော့မယ် replay ကိုပြန်ပိတ်လိုက်ပြီးတော့ကျွန်တော်လက်ရှိ လက်ရှိပေါ့နော်လက်ရှိဟို replay ပြန်မလုပ်ပြတော့မယ်ဒီထက်ပုံမြင့်တဲ့ swing ကိုကျွန်တော်တစ်ချက်လေးပြန်တိုင်းပြန်တိုင်းကြည့်လိုက်မယ်ဗျာ okay အဲ့တော့ကျွန်တော်ဒီထက်ဝင်ကျွန်တော် fibonacci ကိုဝင်အဲ့ပြီးတော့ဒီ swing နဲ့ကျွန်တော်တို့ကအခုနဒီ swing ကိုတိုင်းခဲ့တာနော်အခုဒီ swing ကိုတစ်ချက်ကျွန်တော်တို့ပြန်တိုင်းကြည့်အောင်ဒီ swing ကိုပြန်တိုင်းကြည့်လိုက်လို့ရှိရင်လေကျွာ38.2အထိအေးတော့မရောက်ဘူးပေါ့နော်38.2အထိတော့မရောက်ဘူးဟိုဒီဒီ swing ကိုတိုင်းကြည့်လိုက်အောင် ဒီ CEO တိုင်းကြည့်မှာဆိုလို့ရှိရင်လည်း38.2ပတ်ချလဲနားမှာဇုံနားမှာပဲသူပြန်တက်သွားတယ်အခုလက်ရှိအခုလက်ရှိရောက်နေတဲ့ကျွန်တော်တို့နောက်ဆုံးဆွင်းကိုကျွန်တော်တို့တစ်ချက်တိုင်းကြည့်ကြည့်အောင်လက်ရှိကျွန်တော်တို့လက်ဆောင်နေတဲ့နေရာပေါ့ဗျာပြောမှာဆိုလို့ရှိရင်အဲ့တော့ဒီမှာဒီကောင်ရဲ့ အနေဆုံးရဲ့အခုလက်ရှိအမြင့်ဆုံးဆွင်းကိုကျွန်တော်ပြန်တိုင်းကြည့်လိုက်မယ်ဆိုရှင်တကောင်ဘာဖြစ်နေလဲဆိုတော့ Fibonacci retracement အရာပဲကျွန်တော်38.2မှာပဲကျွန်တော်တို့ပြန်ပြီးတော့တက်ဖို့ကြိုးစားနေတယ်ပေါ့ဗျာပြောမှဆိုရှင်အဲ့တော့ retracement ကဘယ်လောက်အထိလာမှာလဲဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့ကဘယ်လောက်အထိကိုကျွန်တော် retracement ကိုမှန်းလို့ရတယ်ဆိုတော့ကျွန်တော်တို့က61.8လောက်အထိကိုကျွန်တော်တို့ကမှန်းလို့ရတယ်အဲ့တော့ဒီအောက် level အထိကိုရောက်သွားပြီဆိုရှင်တော့ဒီကောင်ကအာဒီ trend ကပြောင်းပြန်ပြန်ဖြစ်သွားပြီ up trend ဖြစ်နေရနေ down trend ပြန်ဖြစ်နေရဆိုတဲ့သဘောကိုပြကျင်တာပေါ့ဗျာ 我们所的心。爱到呃 trend တခုကအပေါ်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလို Fibonacci နဲ့ retracement ဘယ်လောက်အထိဆင်းနိုင်လဲဆိုတာကိုပုံမူတည်ပြီးတော့ကျွန်တော်တို့ကပြန်ပြီးတော့စောင့်ရတယ်ဗျအဲ့တော့ तू က23.6မှာပဲ retrace ယူပြီးတော့ပဲအဲ့အနေတက်မလားကျွန်တော်တို့က candle confirmation တွေစောင့်ရတယ်အ horizontal market price session ပေါ့ horizontal support resistance နဲ့ trend line တွေကိုစောင့်ရတယ်အဲဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအာဟိုမှာ38.2မှာကျွန်တော်တို့ကဘာလဲဟိုဟာဖြစ်နေလဲဆိုတော့ horizontal support resistance line နဲ့အဲကျွန်တော်တို့ကဟိုတွားပြီးတော့တိုက်ဆိုင်နေတယ်ဗောဗျာအဲ့တိုက်ဆိုင်နေတဲ့နေရာ မှာပဲသူကကြတော့ဟိုဟိုကန်တယ်တော့ confirmation မရပါဘူးမြေဒီမှာတော့ဟိုကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲ ဘိုင်ယာနေနဲ့ဝင်ထားရလို့ဆိုလို့ရမှာပေါ့နော်အောက်မှာ rejection ကပေါ်နေတာဆိုတော့ကန်နေတော့ confirmation မရဘူးဒီမှာဘိုင်ယာနေပြီးတော့နောက်တစ်ခုကကြတော့ volume လည်းမပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကတစ်ချက်တော့ပြန်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်စောင့်ကြည့်ရမှာအဲ့တော့ဒီ level ကိုကျိုးသွားပြီဆိုရင်တော့ကျွန်တော်တို့ gun level မှာတစ်ချက်ပြန်စောင့်ကြည့်မယ် gun level ကိုထပ်ကျိုးသွားပြီတော့61.8မှာကျွန်တော်ကတစ်ချက်ပြန်ပြီးတော့စောင့်စောင့်ကြည့်ရမှာပေါ့ဗျာဒါကတော့ fibonacci ကိုကျွန်တော်တို့က retracement ကိုဘယ်လိုသုံးလဲ training မှာဘယ်လို retracement ဘယ်လောက်ထိယူမလဲဆိုတာပုံမှန်ပို့တည်ပြီးတော့ကျွန်တော်တို့ကတစ်ချက်စောင့်ကြည့်ရတဲ့အနေအထားမျိုးဖြစ်နေတာပေါ့နော်အဲ့ဒါလေး ားကြောင့် knowledge sharing နေ Fibonacci ကိုကျွန်တော်မျှော်ပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်